ဖိလစ်ပိုင်နိုင်ငံမီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကို အတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမြခင်စဘာပြိုးကျတဲ့အခါမှာအတိအချာညစ်နေအောင်ထွင်ရထားတဲ့လက်ွက်ထဲမှာလေးတိုက်ခတ်ပုံအတော်လာကိုကြည့်ပြီးစဘာစီလေးတွေကိုအတိအချာပြိုးကျပါမှစဘာပြိုးပင်လေးတွေ အသေးချာပေါက်လာကြမှာဖြစ်ပါတယ်။ပြိုးခဲအပြင်ဘက်ကိုလွင့်ထွက်သွားကြတဲ့စပားစီလေးတွေလည်းရှိကြသလိုအချားပေါင်းမင်မျက်ပင်တွေနဲ့အတူတူ ရောနှောပြီးပေါက်လာကြတာကိုလည်းတွေ့ရတတ်ပါတယ်။ကက်တရှင်ယေရှုခရစ်တော်သခင်ဖျားရဲ့တရားဒေသနာစကားတော်ကိုဟောပြောတဲ့အခါမှာလည်းအဲ့ဒီလိုပြိုးကျတာနဲ့တူတဲ့အကြောင်းဥပမာစကားတော်ကိုတွေ့ရမှာဖြစ်တဲ့စင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး7အခန်းငယ်20ကနေအခန်းငယ်30အထိကိုဒီကနေ့သင်တည်ရတော့တမန်ကျမ်းစီစဉ်မှာ လေ့လာမှဖြစ်ပါတယ်။ပြီးခဲ့တဲ့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး7ရဲ့သင်ငန်းစာတွေမှာခရစ်တော်ပေးအပ်တဲ့ဥပမာနဲ့တွင်တင်ချက်တွေကလမ်းပေါ်မှာမျိုးစီကိုကျဲခြင်းနဲ့လမ်းပေါ်ကမျိုးစီဆိုတာမနက်ငယ်စားစရာသာဖြစ်သွားတတ်တဲ့အကြောင်းကိုဖော်ပြခဲ့ပြီးပြီ။ဒီကနေ့ဆက်လက်နာတော်တာဆင်မှုကတော့ကြောက်ပေါ်သောအရာဆိုတဲ့မာကျောတဲ့မြေ စီအနှစ်ဩဇာမရှိတဲ့အရက်မှာကျဲမိတဲ့မျိုးစေ့ဥပမာကိုဆက်ပွားကြရပါမယ်။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး7အငယ်20နဲ့21မှာခရစ်တော်တွင်တင်တာကတော့အခုလိုဖြစ်ပါတယ်။ကြောက်ပေါ်သောအရက်၌အစေ့ကိုကျဲခြင်းအကြောင်းအရာကတရားစကားကိုကြား၍ဝမ်းမြောက်သောစိတ်နှင့်ချက်ချင်းခံယူတော်လေစိတ်နှလုံး၌အမြင့်မဆွေးခဏသာတည်သဖြင့် တရားစကားကြောင့်အမှုအခင်းနှင့်ညှင်းဆဲခြင်းကိုခံရသောအခါချက်ချင်းဖောက်ပြန်တတ်သည်ဟုဆိုလိုသည်ပါလေခင်ဗျာအခုကြားရတဲ့ဥပမာအတိုင်းဆိုရင်ကြောက်ပေါ်ကမျိုးစေးနဲ့တူတဲ့အုပ်စုကတော့ပထမကြားခဲ့ရတဲ့လမ်းပေါ်ကမျိုးစေးသမားတွေနဲ့ပြောင်းပြန်အတွင်ကိုမဆောင်ဘူးလားလမ်းပေါ်ကမျိုးစေးဆိုတာတွေကစာရမန်နဲ့ဆိုတဲ့ငှက်ဆိုးတုတ်လို့ရောက်လဲရောက်ပျောက်လဲပျောက်ဆိုလို့ပါသွားတယ် အခုကြောက်ပေါ်က music အဖွဲ့တွေရတော့အခုလို့ဂုမြင်ဂုပြောက်သဘောတော့မဟုတ်ကြဘူးတဲ့ music တွေဒုစီကိုကျဲပြီးဟိအပင်နေလာဆိုင်ကြပြီဟာဆိုပြီးတော့ဝန်းသာအားရနဲ့ထခုံနဲ့ကောက်ယူမီသမားတွေနဲ့တူတဲ့စိတ်လှုပ်ရှားလွေတဲ့အဖွဲ့မျိုးတွေပေါ့အေးဒါပေမဲ့ပွဲပြီးရင်မိသေးဆိုသလိုကြားရတဲ့တရားစကားနားလေလိုက်ရတဲ့ဓမ္မသဘောတရားတွေဟာနေအောင်ကြီးနဲ့အတူလေပြင်းနဲ့အတူမိုးနဲ့အတူ ပြက်ပြဲပျောက်လွင့်သွားကြရလေတည်းမိုးလာကဲလာဆဲဆိုပြီးမျက်ထောင်ကြီးညင်ညင်နဲ့ဗလာကြီးကလည်းကောင်းကောင်းနဲ့ခုချက်ချင်းပဲတရွာလုံးကိုမိတိုက်ပြင်းမလောက်ကြောက်เสียရကောင်းနဲ့ဟိတ်ဟန်ကြီးနဲ့ပြေးချလာတယ်။ယွာနာရောက်တော့မှသရေကြောက်လို့ဆိုပြီးပြန်ပြေးတဲ့လူโซကြီးနဲ့မတူဘူးလား။တကြံအမြောက်သူဖြစ်မနေဘူးလား။အဖန်သာရှိတယ်အဆန်မရှိဘူး။အခုကျွန်တော်တို့စီမှာကျင်းပတဲ့ဓမ္မညီလာခံကြီးတွေစီဝေးကြီးတွေမှာဟောတဲ့လူက တခါတည်းချွေးပြက်ပြက်ကြလာအောင် indict အားရခေါ်တော့နားထောင်ရင်းနဲ့စိတ်တွေထိခိုက်ပြီးတော့မျက်ရည်တွေပါရီတောင်းကြလာတဲ့အထိစိတ်လှုပ်ရှားတယ်ဒါနဲ့အဲ့ဒီစီဝေးကြီးအပြီးကြတော့နှက်ညစ်ပြီးတော့ထွက်လာမှာခမရကြီးရတာအတော်ကြီးစိတ်ပြောင်းလဲသွားပုံရတယ်ဗျာဘာတရားများနာခဲ့ရလို့ပါလေဆိုပြီးတော့မေးလဲကြည့်လိုက်ရောနားထောင်လို့ကောင်းလို့သာ feeling တက်သွားတာပါဗျာအခုတော့လေတခုမှမမှတ်မိပါဘူးဆိုတာမျိုးအဲ့ဒီလိုယုံကြည်ခြင်းမျိုးလို့ ကြောက်ပေါ်မှာကြတဲ့မျိုးစည်ရဲ့ဥပမာဖော်ပြနေပါတယ်။အမြင့်ဆွဲနိုင်တဲ့အမျိုးမဟုတ်ဘူးလေ။အစိုးအညောက်ကလေးတစ်ခဏတစ်ဖြုတ်ထွက်ချင်းထွက်မယ်။ပြီးတော့မှဘာညေဩဇာအဟာရမှမရှိတဲ့အလျောက်အသက်ပြောက်သွားရတယ်။ဒါဟာကြောက်သားပြင်ပေါ်ကိုမျိုးစည်ကျဲသူတွေလက်တွေ့မြင်ရမယ်မအောင်မြင်မှုပဲ။ကြောက်သားလူမာကျော်တဲ့လူအဖွဲ့အစည်းကြီးရင်ဆိုင်ရမယ်မထွန်းကားမှု။ဒါကြောင့်ငကိုကဘာမှမရှိရင်ငကိုင်းမထွက်ဘူး။ သိမ်မွေ့စိတ်ထားမရှိတဲ့လူမျိုးဟာဘုရားသခင်ရဲ့ဒေသနာတော်နဲ့မတန်ဘူးဆိုတဲ့အချက်ကိုခရစ်တော်ကဖော်ပြလိုက်တာပဲဒီအချက်ကိုအလေးအနက်ဆင်ခြင်နှလုံးသွင်းနိုင်ကြပါစေလမ်းပေါ်ကမျိုးစေ့နဲ့ကြောက်ပေါ်ကမျိုးစေ့တို့အကြောင်းကိုကြားခဲ့ရသည်ပြီအခုဆက်ပြီးတော့စူးပင်တွေကြားကမျိုးစေ့အကြောင်းကိုနားထောင်ကြည့်ကြရအောင်ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး73အငယ်22အရာစူးပင်တို့တွင်အစ်ကျဲခြင်းအကြောင်းအရာက တရားစကားကိုကြား၍လောကီအမှု၌စိုးရိမ်ခြင်းနှင့်စီးစိမ်ဥစ္စာ၏လှည့်စားခြင်းသည်တရားစကားကိုလွှမ်းမိုးညှင်းဆဲတတ်သောကြောင့်အသိမသိနိုင်ဟုဆိုလိုသည်ဒီကနေ့ကပ္ပလူပရိသတ်အများစုနဲ့ဒီဥပမာတော်နဲ့ကတော့နေနဲ့လရွှေနဲ့မြလို့ပနာတင့်ပြီးတော့အခါတင့်နေတယ်လို့ပြောကြင်ပါလေမာနနဲ့စားခံလိုက်ရတာနဲ့ဟုံးငနဲ့ထတ်တောက်ပြီးကြွယ်ပြောက်သွားရတာနဲ့ပုံစံနှမျိုးတွေ့ကြရတယ်မျိုးစီ ဒီမုံမြတ်တဲ့တရားတော်မျိုးစေ့တွေအတွက်ကမ္ဘာလောကကြီးဟာတောင်းတတတာဆံငတ်ခင်မှုနေတယ်လိုအပ်နေတယ်ဆိုတာကတော့မှန်ပြီလူသားတိုင်းလူသားတိုင်းဟာဓမ္မတရားဆိုတဲ့ကောင်းသောမျိုးစေ့ကောင်းသောအသီးနှံကောင်းသောတိစားပင်မျိုးကိုမျောလင့်တောင်းတနေတယ်ဆိုတာလည်းမှန်ပြီနောက်ထပ်တစ်မျိုးပေါ်လာပြန်လာတော့စူးလွမ်းမြေမှာကျဲမိခြင်းအကြောင်းပဲဖြစ်တယ်စူးလွမ်းမြေမှာပြိုးမိခြင်းဆိုတဲ့မျိုးစေ့တို့အဟောတိကံဖြစ်ရခြင်းအကြောင်းတရားပါပဲ ပမာတရားတော်မြတ်ဒါမှမဟုတ်ရင်ဘုရားသခင်ရဲ့နှုတ်ကပတ်တရားစကားဟာတဲ့ကြားနာရတာအလွန်ကောင်းပါလေတဲ့ဒါပေမဲ့ခက်တာက လောကီအမှု၌စိုးရင်ခြင်းဆိုတာရဲ့လောကီစည်းစိမ်ရဲ့လှည့်စားခြင်းဆိုတာရဲ့ဒါရီကြောင့်ဒီတရားစကားဟာနလန်မထူနိုင်တော့ဘူးအောင်မြင်တဲ့အသီးအပွင့်တို့မသိနိုင်တော့လုံပါပါသွားရဲဆိုတာကို ခရစ်တော်ကပြောပြလိုက်ခြင်းဖြစ်ပါလေအဲ့ဒီဆူးနှမျိုးဆိုတာတွေဟာဘာတွေလဲ ရှင်းရှင်းလေးပဲပေါ့လော်ကီစိုးရင်ချင်းဆိုတာရဲ့အခြေခံငတ်မော့ခေါင်းပါခြင်းနဲ့စီးစိမ်ဥစ္စာအကြီးအကျယ်ကြွယ်ဝခြင်းအီယာမချမ်းသာကြွယ်ဝခြင်းပေါ့ဒီနှမျိုးဟာဒီကနေ့ကပားမှာအပြန်တီးရှိနေတယ်မဟုတ်ဘူးလားရှိတဲ့လူတွေကငွေကိုရေလိုသုံးပြီးတော့ပိုက်ဆံကိုထားเสียနေရမရှိတော့အောင်ဖြစ်နေတဲ့အချိန်ငွေတဲ့လူတွေကလည်းကုန်းကောက်เสียမရှိလို့ငတ်တချီပြတ်တလစ်ဖြစ်နေကြရတယ်မဟုတ်လားအဲ့ဒီလိုအစွန်းနှစ်ပါးဟာ ကေတင်ချင်းတရားကိုမရှင်းသန်နိုင်အောင်ဖြစ်စေနိုင်တယ်လို့ခရစ်တော်ကပြောတယ်။ကြည်စမ်းလက်တွေ့လူဘဝနဲ့ဘလောက်နီးစပ်တယ်လဲ။ဒီလိုမညီမျှမှုအတက်ပဲကမ္ဘာသမိုင်းတော်လှန်ရေးကြီးတွေလုတ်ခဲ့ကြတယ်မဟုတ်လား။ဒါပေမဲ့ဖျားသခင်မပါတဲ့အတွက်မအောင်မြင်ကြပြန်ဘူးလေ။ဒါကိုအသာထားအခုအဲ့ဒီအစွန်းနှစ်ခုကြားမှာတရားတော်တည်တတ်မှုခက်ခဲတယ်လို့ခရစ်တော်ကပြောလာပြန်ပြီ။ဟုတ်နိုင်တယ်မဟုတ်နိုင်ဘူးဆိုတာရေကိုတော့ ဒီလိုဘဝချင်းမိုးနဲ့မြည်လောက်ကြွာနေတဲ့လူတွေကိုယ်တိုင်တွေးခေါ်စဉ်းစားကြည့်ကြပြီးတော့ဒီနေရာမှာကျွန်တော်ကပြောချင်ပါတယ်။ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး33အငယ်33မှာကျတော့အထက်ကဖော်ပြခဲ့တဲ့လမ်းဘေးရောက်လိုက်ကြောက်ပေါ်ရောက်လိုက်စူတော်တဲ့ကြလိုက်နဲ့အကျိုးမဲ့အရာမထင်သဲတဲ့ရေပွန်ဖြစ်ရခြင်းတည်းရဲ့ဆန့်ကျင်ဘက်အားတက်ဝမ်းမြောက်เสียဥပမာတော့ဖြစ်လာပါလေ။ဒါကိုအခုလို့ဖော်ပြထားပါတယ် ကောင်းသောမြေ၌အစေကိုကျဲခြင်းအကြောင်းအရာကတရားစကားကိုကြား၍နှလုံးသွင်းသဖြင့်အစ30အစ60အစ100ပွားများ၍အသီးတိရပ်ပြီဟုဆိုလိုသည်ဟုမိန့်တော်မူ၏မိ쇠အပေါင်းတို့ခမညာတရားစကားဆိုတဲ့ဓမ္မမြစ်စီဟာမတူညီတဲ့အရက်၄ရက်မှကြာရောက်တတ်တာကိုကျွန်တော်တို့ရှင်းရှင်းကြီးသဘောပေါက်နိုင်ပါပြီဒါရီအလုံးကိုကျွန်တော်တို့ကိုခရစ်တော်ကိုယ်တိုင်တုံသင်ခဲ့ပြီးပါပြီ ျွန်တော်တို့ကိုအခုလို့သွန်သင်ချက်ပြပေးလာတော့ကျွန်တော်ကစဉ်းစားတယ်ဒီရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး73ရဲ့သွန်သင်ချက်ပြကိုရိုက်ဟာမိတ်ဆွေတို့စီကိုရောက်တဲ့အချိန်မှာမိတ်ဆွေတို့တွေဟာဘယ်လိုများခံယူကြသလဲဒီရှင်မသက်ခရစ်ဝင်ခန်းကြီး73ကိုရိုက်ဟာဘယ်မြေအမျိုးအစားတွေကိုများကျွန်တော်တို့ကျဲဖြတ်နေတာလဲဆိုတာကိုမိတ်ဆွေတို့ကိုရိုက်ပြန်ပြီးတော့ဆင်ခြင်နှလုံးသွင်းကြည့်ကြပါတရားစကားကိုကြား၍နှလုံးသွင်းနိုင်ခြင်းအဖြစ်လဲ အစာပေါင်းများစွာပွားများတဲ့ကောင်းကြီးမင်္ဂလာတွေကိုဆက်ဆက်ခံစားကြရပါစေလို့ကျွန်တော်တို့မေတ္တာပို့သလိုက်ပါတယ်။အရင်စစ်အမြင့်မြေကဆိုပြီးတော့ကျွန်တော်တို့ခဏခဏပြောရကြတယ်။အခုတခါထပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်။လူချင်းတန်းတတဲ့စိတ်ဓာတ်ခံယူခြင်းတဲ့စိတ်ဓာတ်မျိုးနဲ့ပါတရားစကားကိုနာယူပါ။ဒါမှနားလည်နှိုင်စွမ်းရှိလာမယ်။ဒါမှလည်းစိတ်နှလုံးထဲမှာပွင့်ထားနိုင်ပါလိမ့်မယ်။ဟုတ်တယ်လေ။ ကိုနားမလဲတဲ့အရာကြီးတစ်ခုကိုဘယ်လိုလုပ်ပြီးစိတ်နှလုံးထဲမှာပွတ်သွင်းနိုင်မလဲရင်ထဲမှာမွေးမြူပြီးတော့စောက်တီပွားများနိုင်မလဲအီသီယိုပီးယားဆိုတဲ့နိုင်ငံကမူမတ်တယောက်ရဲ့အကြောင်းနဲ့ပတ်သက်တဲ့သမိုင်းဖြစ်ရကလေးတစ်ခုကိုလေတစ်ချိန်ကကျွန်တော်ပြောခဲ့ဘူးတာမှတ်မိမယ်ထင်ပါတယ်အဲ့ဒီပုံကိုဟာသမာကျမ်းစာကို ဖတ်တယ်နားမလဲဘူးဒါပေမဲ့သူဟာလူချင်းတန်းတာတဲ့စိတ်ငဲ့အတူနားလည်ကျင်တဲ့စိတ်ဓာတ်အခြေခံကောင်းကောင်းရှိတယ်ဒီတော့ သူ့ကိုဖျားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်ဟာတိလိပ်ပုကိုသုံးပြုပြီးတော့သူမသိတဲ့အရာစိတ်မရှင်းတဲ့တမာကျမ်းစာကိုနားလည်နိုင်စွမ်းရှိအောင် အလင်းဖွင့်ပေးသလိုပေးသနာခဲ့တယ်နီအနာဂတ်ကျမ်းထဲမှာ တနည်းနည်းပေါ်ထွန်းလာမည်လို့ဆိုထားတဲ့သူမသိနားမလည်တဲ့ကယ်တင်ရှင်ဟာလက်ဆက်သက်တော့ခရစ်တော်ဆိုပါကလားဆိုပြီးတော့သူသိကျွမ်းနားလည်ယုံကြည်သွားခဲ့တာဟာသူ့ရဲ့စိတ်နှလုံးကိုယ်တိုင်ကကောင်းတဲ့မြေစည်းလွှာဖြစ်ခဲ့လို့ပဲဆိုတာ ကျွန်တော်တို့နားလေအပ်ပါလေဒီအီသီယိုးပီးယားမူမတ်ရဲ့ယုံကြည်ခြင်းကြောင့်ဒီကနေ့ Coptic Christians လို့ခေါ်တဲ့ခရစ်ယာန်တွေဟာနေရာအနှံ့အပြားမှာကျွန်တော်တို့တွေ့နေကြရပါတယ်။ဒီတော့လူတဦးတယောက်ရဲ့ယုံကြည်ခြင်းနဲ့နှလုံးသားဆိုတာဟာဘလောက်အရေးကြီးသလဲဆိုတာဟာဒီနေရာမှာထင်ရှားပါတယ်။အခုခရစ်ဝင်ကျမ်းသင်ခန်းစာမှာဖော်ပြနေတဲ့ဥပမာကတော့ကောင်းကင်နိုင်ငံတော်နဲ့ပတ်သက်တဲ့တရားစကားမျိုးစီကိုကျေပြန့်နေသူဟာခရစ်တော်ကိုယ်တိုင်ဖြစ်တယ်။ ဒီမျိုးစေ့တွေဟာကမ္ဘာလောကကြီးရဲ့မြေမြင့်တဲ့ပြင်နေရာအလိုက်အမျိုးအစား၄ခုအလိုက်မတူညီတဲ့နှလုံးသားတွေနဲ့နှိုင်းရှင်အပ်တဲ့ဒီမြေစည်းလွှာတွေမှာပြန့်နှံ့ရောက်ရှိသွားတယ်ဒါတော့အကုန်လုံးမျိုးအောင်သလားလို့မေးရင်မျိုးစေ့တွေအကုန်တော့မအောင်နိုင်ဘူးလေးပုံပုံရင်တပုံလောက်ပဲအောင်မြင်မယ်ဆိုတာဟာထင်ရှားနေတယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့အချိန်တကူးကိုတောင်းလျှောက်သနာခံပြီးခရစ်တော်ရဲ့မိမ့်မှာတွင်တင်ချက်တွေကို နားထောင်ကြဆိုတာဟာဒီဥပမာတော်များနဲ့တွင်တွင်မှုရဲ့အနှစ်ချုပ်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတွင်တွင်ချက်တည်းရဲ့ဏိဂုံးပိုင်းမှာခရစ်တော်ပြောလိုက်တာကတော့အတော်စိတ်ဝင်စားစရာဝါကျပဲဖြစ်ပါတယ်ရှင်မသဲခရစ်ဝင်ခန်းကြီး73အငယ်6ကိုနောက်ပြန်ကောက်ရင်တွေ့ရတဲ့အချက်ပါပဲကြားစရာနားရှိသောသူမြည်ဒီကကြားပါစီဟုမိန့်တော်မူ၏ဆိုတဲ့အချက်ပဲဖြစ်ပါတယ်တခါအငယ်30ကိုဆက်ပြီးတော့ကြည့်မယ်ဆိုရင် တပည့်တော်တို့သည်ချင်းကပ်လျက်ကိုတော်သည်အဘေကြောင့်ဥပမာကိုဆောင်လျက်ဤလူတို့အားဟောပြောတော်မူသည်ဟုမေးလျှောက်ကြခြင်းဆိုပြီးတွေ့ရပြန်တဲ့အတည်းတမန်တော်တွေလူပုဂ္ဂိုလ်တွေကိုယ်တိုင်ရွတ်ရွတ်သေးသေးဖြစ်တဲ့အသည့်စိတ်ဝင်စားစရာကောင်းတဲ့တွင်တင်ချက်နားလည်ရန်ခက်ခဲတဲ့သဘောရှိတဲ့တွင်တင်ချက်တွေဖြစ်တယ်လို့ဆိုရင်မမှားဘူးလို့ကျွန်တော် တွေးမိပါတယ်ကိုလိုရှင်ဟာမြေကြီးပြင်နဲ့သက်ဆိုင်တဲ့ပုံမြင်တွေဥပမာတော်တွေကိုပေးပြီးဒီဥပမာအဖြေတွေကိုတော့ ကောင်းကင်နိုင်ငံတော်နဲ့သက်ဆိုင်တဲ့အဖြေတွေအဖြစ်ပြောင်းလဲပြီးပေးနေတယ်ရှင်းဆိုပြနေတယ်လို့ကျွန်တော်တို့ခံယူရင်လဲမှားလိမ့်မယ်လို့ကျွန်တော်မထင်ပါဘူးမှန်ပါတယ်ဥပမာတော်တွေကိုစစ်စစ်ဆင်ခြင်နှလုံးသွင်းမယ်ဆိုရင်ကောင်းကင်နိုင်ငံတော်ဆိုတာဟာဘာလဲဆိုတာကိုမှန်းဆမျှော်ကြည့်နိုင်တော့ပါတယ်ပေါ်ပြခဲ့တဲ့အတိုင်းကြက်စီကြက်စီနဲ့ဒီဥပမာတွေကိုကိုတော်ဘာဖြစ်လို့သုံးနေတယ်မသိဘူးလို့ဇဝေဇဝါဖြစ်နေတဲ့တမန်တော်တွေကိုခရစ်တော်ဖြေပုံကတော့အငယ်၁၁မှာအခုလိုဖြစ်ပါတယ် သင်တို့သည် ကောင်းကင်နိုင်ငံတော်ဤ ਨੇ နေသောအရာတို့ကိုသိရသောအခွင့်ရှိကြ၏ထိုသူတို့မူကားအခွင့်မရှိကြဆိုတဲ့အဖြေပါပဲဒီနေ့ဒီကမ္ဘာလောကမှာကြော်ဝါပြည့်စုံမှုလည်းရှိတယ်ကြော်စောကိတ္တိလည်းရှိတဲ့တန်အောင်ဘုရားသခင်ရဲ့တရားစကားကိုနားပိတ်ထားတဲ့လူတွေအများကြီးပဲရှိပါတယ်နားမထောင်လို့မကြားနိုင်တဲ့တရားဓမ္မဖြစ်ပါတယ်နားမထောင်လို့ပဲအတင်းနားရဲရိုက်သွေးနိုင်လို့ကြားသည့်တန်အောင် နားလေဖို့တော့ အင်မတိအင်မတန်ခက်ခဲနေပါလိမ့်မယ်လို့ကျွန်တော်ပြောပြရစီရှင်မဖဲခရဝင်ကျမ်းအခန်းကြီး7ငယ်7အကျဉ်သူသည်ရရဤထိုသူ၌ကြွဝပြည့်စုံခြင်းဟာငါပေးဦးမည်အကျဉ်သူသည်ဆင်းရဲဤထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်ရှင်းနေပါလေခရစ်တော်ဟာသူစီရတရားစကားကိုလူချင်းရမည်ပြီးတဲ့နောက်အရှံပဲပြေဝစုံလင်သည့်ကြီးကောင်းကြီးမင်္ဂလာတွေဟာတိုးပွားလာစေရမည်စကားတွေကလက်မခံနားမထောင်လို့ ဘာမှမသိနားမလဲလက်မခံတဲ့လူအဖို့ကတော့အနှုတ်လက္ခဏာဟာအပေါင်းလက္ခဏာဖြစ်မလာနိုင်ဘူးတက်ဖမတ်ကဲတခါရဲအောက်ဖက်ကိုပဲကြဆင်းနေမှာပဲလို့ဒီနေရာမှာဆိုချင်ပါတယ်ခရစ်တော်ပေးခဲ့တဲ့အုံဥပမာတွေဟာအဲ့ဒီခေတ်ကာလအခြေအနေရဆိုရင်လူတွေရဲ့ဘဝနဲ့နီးစပ်တယ်လို့သမိုင်းဆရာတွေကဖွင့်ဆိုကြပါတယ်ကျွန်တော်ကလည်းအဲ့ဒါကိုအလေးအနက်လက်ခံယုံကြည်ပါတယ်ခရစ်တော်ဟာအခြင်းမဲ့တကူအနန္တနဲ့ပြည့်စုံတယ်လို့ဉာဏ်ပညာကြီးမြင့်တယ် လူသားတွေကိုဝိညာဉ်ခွန်အားရရှိဖို့အတွက်သူတို့ရဲ့နေ့စဉ်အသက်တာမှာ မြင်သိကြည့်တွေ့နေရတဲ့အရာတွေနဲ့ပဲလမ်းညွှန်သွားခဲ့ပါတယ်။လက်တွေ့ဘဝကိုအသုံးပြပြီးကောင်းကင်နိုင်ငံတော်အတွက်လမ်းကိုညွှန်သွားတာပဲလို့ဒီနေရာမှာဆိုလိုက်ပါရစေ။အခုပေါ်ပြခဲ့တဲ့မျိုးစေ့ကိုကျဲခြင်းဟာကောင်းကင်နိုင်ငံတော်နဲ့တက်ဆိုင်တယ်လို့ဆိုခဲ့ပြီ။ကောင်းကင်နိုင်ငံတော်ဆိုတာဟာဘာလဲဆိုတဲ့အင်မတန်ခက်ခဲနဲ့နေတဲ့အပိဓမာကိုမရှင်းမနေရရှင်းရှင်းကြီးသိရမယ်ဟဲ့ဆိုတဲ့ ကို့ဉဏ်စွမ်းတတိအပေါ်မှာအလွန်အကျွံအားကိုးစဉ်းစားဖို့တဲ့အခုမျက်မှောက်အချိန်ကာလကျွန်တော်နေထိုင်ရတဲ့ကဘာမြေကြီးနဲ့အတူလောကရအရာခတ်သိမ်းကိုဘုရားသခင်စိုးစံနေပိုင်သအုပ်ချုပ်တဲ့သူ့ရဲ့နာမတော်ကိုခိုလှုံကိုးစားရမယ်ဆိုတဲ့အချက်တွေကိုဘုရားသခင်ကပို့ပြီးအလေးထားပြနေတယ်ဆိုတဲ့အချက်တွေကိုကျွန်တော်မြင်တွေ့ရပါလိမ့်မယ်ဒီကနေ့ဒီကဘာမြေလောကမှာအသင်းတော်ဆိုတဲ့ အနန္တတကုရှင်ဘုရားသခင်ကိုကိုးကွယ်ယုံကြည်သူတွေရဲ့စုအဝေးဟာရှိနေပါလေဒီအဖွဲအစည်းဆိုတာတွေဟာစုလင့်မွန်းကျွန်နဲ့ဆောက်လုပ်ထားတဲ့ခေါင်းလုံးတန်လေးသာသာရရာပေါ်ထွက်နေတဲ့အဆောက်အဦးကြီးတစ်ခုတည်းပိုပြီးလေးနက်တဲ့သဘောကိုဆောက်ပါလေဟုတ်ပါတယ်ဒီအသင်းတော်အဖွဲအစည်းဟာခရစ်တော်ရဲ့ဝိညာဉ်သဘောကိုဆောင်ကျင်းရလိမ့်မယ်ကေတင်ချင်းတရားကိုကမ္ဘာလောကတစ်လောကမှာမျက်မျက်တရခံစားရအောင် ပေးဝေနိုင်တဲ့အဖွဲအစည်းဖြစ်ရလိမ့်မယ် အချင်းချုပ်ဆိုရရင်တော့ကောင်းသောမျိုးစေ့ကိုကျဲဖြန့်ပေးဖို့အတွက်ခရစ်တော်ပြသခဲ့တဲ့လမ်းကြောင်းကိုဆက်လက်ဆောင်ရွက်သွားကြပါလိမ့်မယ်။ဒီနေရာမှာ အမိမသိစာဆိုတူဦးရဲ့ကြံရတဲ့ပုဒ်ကိုကျွန်တော်သွားပြီးသတိရမိပါလိမ့်။မိုးနှင့်လေနှင့်လေကွင်းနှင့်မြက်ခင်းကျဲပြန့်လွင့်မြင့်မြတ်ကောင်းကင်သီမြေပြင်စိုးစံခန်းစင်းရှင်သခင်မိတ်မှသူ့စကားတုံ့ပြန်သက်သည်များအဲ့ဒီကြံရလေးပဲဖြစ်ပါလိမ့်။ ကျွန်တော်တို့အခုနေထိုင်နေရတဲ့ကမ္ဘာလောကဟာယေရှုရှင်သခင်ဖျားကိုသင်ရှားစွာတက်တည်ပြနေတဲ့ပြည်စုံခြင်းအမျိုးမျိုးနှပ်ပခြင်းအဖုံဖုံနဲ့ကုံလုံကြွယ်ဝနေပါတယ်။အချီးနှီးမွေးဖွားလာပြီးတော့အချီးနှီးတည်ဆုံကုန်အပ်တဲ့လူမြေမဟုတ်ပါဘူး။ရှင်သန်ခဏလူဘဝကောင်းသောမျိုးစိကျဲဖြန့်ကြဆိုတဲ့စာချိုးလေးနဲ့ကျွန်တော်ကအားလုံးကိုခွန်အားပေးလိုပါတယ်။တော်မျိုးစိတို့ဤဥပမာဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်ပြီးစဉ်းစားကြပါဦးဆို။ ။ရှင်မပက်ထရီဝင်ခန်းကြီး73ငွေ24ကိုရောက်ပါပြီ။စိုးစိုးပိုင်းကမျိုးစစ်ကျဲချင်းဥပမာရဲ့နောက်ပိုင်းမှာကျွန်တော်တို့ဟာတောတာရှင်မိတ်ဆွေများပို့ပြီးနားထောင်ရတာရှင်းလင်းဖို့အတွက်အငယ်6ကနေ7နှစ်အထိနောက်ပြန်ဆုတ်ပြီးတော့ရှင်းခဲ့ပါတယ်။အခုအငယ်24ကိုပြန်ပြီးတော့ခုံပြန်ကြော်သွားကြရမှာဖြစ်ပါတယ်။အငယ်24အခြားသောဥပမာစကားကိုမိမ့်ဝက်တော်မူသည်ကကောင်းကင်နိုင်ငံတော်သည်ကောင်းသောမျိုးစေ့ကိုလေ၌ကျဲသောသူနှင့်တူ၏ ပြီးခဲ့တဲ့သင်္ကန်းစာနဲ့ထပ်တူထပ်မြလို့တခဏမှတ်သားထားစီကြပါလေ။ကောင်းသောမျိုးစေ့ကိုကျဲတော့ကျဲတာပဲ။ကောင်းမွန်တဲ့ဖြောင့်မတ်ခြင်းတရားကိုဝေမျှတော့ဝေမျှတာပဲ။ဒါပေမဲ့လေးပုံပုံရင်သုံးပုံဟာအဟောတိကံဖြစ်ကုန်တယ်လို့ကျွန်တော်ဆိုခဲ့ပြီးပြီ။တကယ်မကတော့မှပျက်စီးနေကြလေလား။သဲသေးရည်သွန်အကုန်လုံးများဖြစ်နေကြလေသလားဆိုတာကိုဒီကနေ့ခရိယန်ဘာသာရေးခေါင်းဆောင်ကြီးများဟာအလေးနဲ့စဉ်းစားနေကြရပါတယ်။ဧဝံဂေလိလုပ်ငန်းကိုဘဝအသက်နဲ့ယဉ်ပြီး အငှက်အပြက်ခံဆောင်ရွက်နေတဲ့အမှုတော်ဆောင်ဆရာကြီးတပါးကဘယ်လိုရင်ဖွင့်ဘူးလဲဆိုရင်သူ့ရဲ့သာသနာလုပ်ငန်းအတွေ့အကြုံရဆိုရင်တဲ့သူနှစ်ချင်းပေးခဲ့တဲ့ဗတ္တိဇံပေးခဲ့တဲ့ခရိယန်တွေရဲ့မှာဖုံးရခိုင်နှုံးလောက်ပဲအမှန်တကယ်ပြောင်းလဲတယ်လို့သူ့စိတ်ထဲမှာခံစားရတယ်ဆိုပြီးတော့ရင်ဖွင့်နေအဲ့ဒီလိုပြောတာကိုကျွန်တော်ကိုယ်တိုင်နားနဲ့ဆက်ဆက်ကြားခဲ့ရပြီပါလေဘာပဲဖြစ်ဖြစ်ခရစ်တော်ဟာသာဝရအသက်ကိုစိုးစံပိုင်သာသူပေးရနိုင်သူဆိုတဲ့အချက်ကိုလူသားတွေကပုံမူနားလေလာတာ လက်ခံလာတာလေးကိုပဲမြင်ရတော့ကျေးဇူးတော်ကိုချီးမွမ်းမိပြန်ပါတယ်။သူတို့အတွက်ကေတင်ချင်းစုကျေးဇူးကိုတော့ဓမ္မဆရာဆိုတဲ့ကျွန်တော်ကမဆိုင်ဘူး။ပေးလို့လည်းရစကောင်းတဲ့အရာမဟုတ်ဘူး။ကျွန်တော်ကလူလားအချင်းချင်းဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ဖျားသခင်တပါးရီးသာတတ်နိုင်တော်မူတဲ့အတွက်ဖျားသခင်ကသာနာနာဆုတောင်းပေးဖို့တာဝန်ရှိတယ်လို့ပဲခံယူမိပါတယ်။အခုဖတ်ခဲ့တဲ့ကျမ်းပိုင်းအရာဆိုရင်တော့ကောင်းသောမျိုးစေ့ကိုလေ၌ကျဲဖြန့်တော်သူဆိုတာဟာ ကောင်းငင်နိုင်ငံတော်နဲ့တူတယ်။တနည်းအားဖြင့်ကောင်းငင်နိုင်ငံတော်နဲ့ဖိုက်တန်တဲ့လူဆိုတဲ့အချက်ကိုကျွန်တော်တို့သိလာရပြန်ပါပြီ။အငယ်၂၅ကိုဆက်ပြီးကြည့်အောင်။လူတို့သည်အိပ်ပျော်သောအခါသူဤရန်သူသည်လာ၍ကောင်းသောစပားနှင့်လက္ခဏာတူသောတောမျိုးစီကိုစပားဤအထက်၌ကျဲ၍ပွားလေ၏။လူတို့ဆိုတဲ့အချက်ပေါ်လာပြီ။ဒါကိုသတိထားရမယ်။ပထမဆုံးကလည်းခရစ်တော်ဟာမျိုးစေ့ကိုကျဲသောသူအဖြစ်တသမတ်သေးသဘောထားခဲ့တဲ့အတိုင်း အခုအချိန်မှလည်းအဓိက မျိုးကျဲတာကတော့သူဒါပေမဲ့ဒီလေပြင်းကိုလူတို့ကစောင့်ချက်ကြည့်ရှုရတဲ့လူများကိုတာဝန်ကိုအငန်းအတာကိုတာဝန်ယူရတဲ့လူတွေအဖြစ်နဲ့အဲ့ဒီလူလူများဆိုပြီးတော့လူတို့ဆိုပြီးတော့ပြောင်းလဲသွားခြင်းပါခရစ်တော်ဖျားဆိုတဲ့မျိုးစိတ်ကျဲသောသူကနေပြီးတော့လူတို့ရဲ့အပိုင်းကိုရောက်လာပြီအဲ့ဒီလိုရောက်လာပြီဆိုတဲ့ကခရစ်တော်ကို ဆိုလိုတယ်လို့လေဒီနေရာမှာပြောလို့မရတော့ဘူးအိတ်ပြောတယ်လို့ပြောကြတယ်ပို့ပြီးတော့ပြောလို့မရဘူးပေါ့ ခရစ်တော်ဘုရားသခင်ဆိုတာဟာသူ့ဖန်ဆင်းတဲ့မြေပြင်ကလောကမြေကြီးကိုဥပက္ခပြုပြီးတော့ကောင်းမီးချုံအိတ်နေတဲ့ဘုရားမျိုးမဟုတ်ဘူး။ပြင်းကြီးညီးငွေတတ်တဲ့လူတဘာဝနဲ့သွေးလေးနေတဲ့ဘုရားမဟုတ်ဘူး။အခုလူတို့ဆိုတာဟာကျွန်တော်တို့ကို ပြောတာ။ကျွန်တော်တို့ကဘုရားသခင်မိမ့်မာတော်မူတဲ့အတိုင်းမရှောင်နိုင်လို့လေပြင်းကိုစောင့်ရတဲ့တာဝန်တော့ယူပါရဲ့။ကောင်းသောမျိုးစေ့ကို လေမှာကျဲဖြန့်တာပြီးပြီ။ဟန်ကြပြီ။ဆိုပြီးတော့တခါတည်းလက်လွတ်စပယ် ဒီလေအလုတ်လဲပြီးရောဟိုတယ်ကိုသွားပြီးတော့စားလိုက်တောက်လိုက်နဲ့လုတ်တယ်စိတ်ချလက်ချခေါင်းမီးခြုံပြီးတော့အိတ်တယ်အဲ့ဒါတာဝန်အနည်းငယ်လိဟင်းနာနဲ့အတူတူပဲအဲ့ဒီလိုပော့ပြက်ပြက်လုတ်တာနဲ့လိဟင်းနာနဲ့တပြိုင်နက်တည်းဘယ်ရန်သူရောက်လာပလဲစာရမဏေဆိုတဲ့ရန်သူပေါ့အဲ့ဒီပုဂ္ဂိုလ်ကလက်တာနဲ့တပြိုင်နက်လေထဲကိုဝင်ပြီးတော့ကျွန်တော်ရဲ့ကောင်းသောမျိုးစေ့တွေကြားထဲမှာတောမျိုးစေ့တွေကိုလာပြီးကျဲသွားပါလျော်တယ်ဒါဟာခရစ်တော်ကိုယ်တိုင်ဆုံးမနေရတာနော် ကျွန်တော်ရဲ့အယူအဆမဟုတ်ဘူးရှင်မသက်ခရစ်ဝင်ခန်းကြီးစပုံငယ်26အပင်ပေါက်၍ခီးနှံဖြစ်သောအခါတောပင်များသည်လေထင်ရှားဖြင့်တဲ့အပင်တွေပေါက်လို့ဝန်းစာအားရလေရဲလေဆင်းကြည့်လိုက်ရောတကယ်တောပင်တွေကစပားပင်တွေနဲ့အတူအပြိုင်ရိုင်ထင်ရှားနေပြီတဲ့စောစောမသိနိုင်ဘူးနော်ခူးဆွတ်ရလွနီးတဲ့အချိန်အပြိုင်ရိုင်အပင်တွေထလာပြီးတော့အောင်မြင်လူအချိန်ကြတော့မှပက်လက်လန်တာမိစေတို့ ငပြောကြံနေတဲ့မှာတောငပြောတွေဝင်ပြီးတော့သီးတာကိုကြုံမှုကြလားတော့မသိဘူးကျွန်တော်ကတော့ကိုယ်တိုင်တွေ့မှုတယ်အဲ့ဒီတောငပြောတွေကိုလေတော်ယုံတန်ယုံအတွေ့အကြုံလောက်နဲ့သူတို့သိရင်မသိနိုင်ဘူးမှဲ့အောင်လို့အုပ်ထားပြီးခွဲစားလိုက်တော့မှအလုံးတစ်ခုလုံးအစီလေးကြီးပဲဖြစ်နေလို့တစ်ချိန်လုံးဒီငပြောသည်အရသာလေးခံစားရမယ့်အရေးကိုတစ်ဖြစ်ဖြစ်ဒီငပြောစီတွေကိုထွေးထုတ်နေရတယ်အခုအဲ့ဒီလိုဖြစ်ပြီဒီကနေ့ဒီကဘာမှာဆိုရင်အင်မတန်ကြောက်เสียရကောင်းတဲ့အတွေ့အခေါ်ကြီးတွေ ယူအဆကြီးတွေအဲ့ဒါကြီးတွေကစကလုံးထွားတော်ကြမ်းရင်းကြီးတွေနဲ့ပေါ်ပေါက်ခဲ့တယ်ဆိုတာကိုသမိုင်းမှာလူတိုင်းသိပါတယ်။ဘာသာရေးမှာလည်းကျွန်တော်ခဏခဏပြောဘူးတဲ့လွတ်လပ်သောအသွေးအခေါ်ရှင်ကြီးတွေရဲ့ ism လို့ခေါ်တဲ့နောက်ဆုံးဘောတို့နောက်ဆုံးမပေါ်တဲ့ဘောတို့သူများဟိုလိုဆိုရင်သူကဒီလိုဆိုတဲ့ဟာမျိုးတွေလေအရန်ပေါ်များနေတယ်။ငကိုအမယုံကြည်ခြင်းကိုမနေအာဗံအောင်ကြာကန်ကြိုးပမ်းနေရတဲ့အချိန်မျိုးမှာဒဇင်ထောင်သားတွေ ဂိုင်းကနာတွေခွဲခက်တာတွေဟာဒီလိုပဲတောငပြောတွေအနှောက်ရှက်ပေးတယ်လို့ဒီဆူပင်ဟိုမကောင်းတဲ့မျိုးစေ့တွေဝင်ပြီးတော့နှောက်ရှက်တယ်လို့ပဲကျွန်တော်ရင်ထဲမှာခံစားရပါတယ်။အဲ့ဒီလိုမာနရဲ့တောမျိုးစေ့တွေနဲ့တောပင်တွေဟာအစေပေါင်းများစွာနဲ့ငပြောရမ်းများလို့ပဲချက်ချင်းမသိလာဘူးလေ။အောင်မဲစကားစဆိုရင်လေတခါတလေသူတို့ကတောင်မှပို့ပြီးတော့ရှင်သန်ထွားချိန်သေးတယ်။ attraction ရှိတယ်ဆွဲဆောင်မှုပို့ပြီးတော့တောင်ကောင်းသေးတယ်။ ပို့ပြီးတော့တောင်မှအေးအသွေးနဲ့အလုံးဖန်ကြီးရကြီးတယ်မှုလေးကြိုင်လေးတယ်ဆိုပဲဟောဟုတ်တိပတိနဲ့ရိတ်သိမ်းကြီးလည်းရောက်ရောအဲ့ဒီတော့မှစိုက်ခဲ့ရတဲ့မျိုးကျဲသူအိတ်ပြောမိခဲ့တဲ့လူစောစောကကျွန်တော်ပြောခဲ့တဲ့မျိုးဘဝဟိုတယ်မှာတက်ပြီးအချိန်ဖြုံးတဲ့လူကလပ်မှာသွားပြီးတော့ရက်တော့တဲ့လူအကုန်လုံးထိတ်လန့်နေဖြစ်ကုန်ကြရတော့တယ်ဘယ်လိုဖြစ်သလဲအငွေ26နဲ့28ကနေ30အထိအခုလိုဆက်ပြီးတော့ဖတ်ကြည့်ကြပါတွေ့ရပါလိမ့်မယ် အပင်ပေါက်၍အသီးနှံထက်သောအခါတောပင်များလည်းထင်ရှားစဉ်ကျွန်းတို့သည်အင်းရှင်ထံသို့သွား၍သခင်ကောင်းသောမျိုးစီကိုလေ၌ကျဲတော်မူသည်မဟုတ်လောတောပင်တို့သည်အဘယ်ကချစ်ကြသနည်းဟုရှောက်ကြသည်အင်းရှင်ကအေမှုကရန်သူပြုသောအမှုသည်ဟုဆို၏အကျွန်ုပ်တို့သည်သွား၍တောပင်တို့ကိုရွေးလှုပ်စေခြင်းကအလိုတော်ရှိသလိုဟုရှောက်ကြသည်အင်းရှင်ကထိုသောငါအလိုမရှိတောပင်တို့ကိုရွေးနှုတ်၏ စပားပင်တို့ကိုရောနှော၍နှုတ်မိမိစိုးရင်စီရအကြောင်းရှိ၏စပားရိပ်သည်ကာလတိုင်အောင်အပင်နှမျိုးတို့သည်အတူကြီးပွားပါလိစီစပားရိပ်သည်ကာလရောက်ရင်တောပင်တို့ကိုရှေးဥစွာရွေးနှုတ်၍မိရှုခြင်းဟာစီးနှောင်ကြလော့စပားကိုကကြည်၌စုသိမ်းတွင်းထားကြလော့ဟု ရိပ်သောသူတို့အားငါစီရင်မည်ဟုအင်းရှင်ဆိုသည်ဟုမိန့်တော်မူ၏ဒီတော့ကောင်းသောမျိုးစီကိုတော့အမှန်စိုက်ခဲ့ပါရဲ့အားနေခြင်းနဲ့ငိုင်ကြီးအိပ်ပျော်သွားတဲ့ တာဝန်ယူထားရတဲ့လူသားတွေရဲ့အားနည်းချက်ကြောင့်သူတို့ရဲ့ပေါ်လျော်မှုကြောင့်မန္တဝင်မှွေလို့စပားတွေကြားမှာတော်ရိုင်းတင်နေပါနေတာကိုသိရင်အင်ရှင်ဆိုတဲ့သူ့ရဲ့သခင်ဘုမဟုတ်သူ့ရဲ့ພັນစင်းရှင်ဘုရားသခင်ကိုကတော့ကမျောပြေးပြီးတော့ခြေမကင်ကြီးလက်မကင်ကြီးနဲ့ကျွန်တော်တို့တော့ဒုက္ခတွေရောက်ပြီးဘာလို့ວ່າမှာပါလဲဘုရားဆိုပြီးတော့မေးတယ်လေသူတို့ကတော်ရိုင်းပင်တွေကိုနှုတ်ပြရင်ကောင်းမယ်အထင်နဲ့သခင်ကိုနှုတ်စီခြင်းဘာသလားလို့နေတဲ့အခါကျတော့နေကြအောင်နဲ့မင်းတို့အဲ့ဒီလိုတော့မလုံနဲ့ စဘာပြေအကောင်းနေပါရောပြီးပါသွားမယ်လို့ပြောတယ်။ပြောမှာပေါ့ကျွန်တော်ပြောတယ်လို့အပင်လေးကတူနေတယ်လေအမြင်မကွာဘူး။ဒါကြောင့်မို့အချိန်ကိုစောင့်သူတို့သေးသေးချာဝင်းမယ်လာတော့မှမင်းတို့ရွေးဖို့လွယ်မယ်။ရွေးပြီးတော့မှတောပင်တွေကိုနှုတ်ပစ်ပြီးတော့မိရှုစဘာတွေကိုတော့စုပြီးကြည်တဲ့ကိုသွင်းလို့တခင်ကနေပြန်ပြီးတော့သတိပေးယူရတယ်။ဒီနေရာမှာဘာသင်ခန်းစာကိုကျွန်တော်တို့ရနိုင်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ကဘာပေါ်မှာအသက်ရှင်တော်မူသောဘုရားသခင်ရဲ့အကြောင်းကိုလူသားတွေအများကြီးပုံမူသိနာလေကြပြီ။ ကိုကိုယ်ယုံကြည်လာပြီ။တမန်တရားတော်မြတ်ဟာကမ္ဘာမြေပြင်မှာနှံ့ပြားလွှမ်းခြုံလာပြီ။ကျေးဇူးတော်ကိုလူသားတို့ပုံမခံစားလာရတယ်သိတ်ဝန်းသာစရာကောင်းတာမှန်လေ။ဒါပေမဲ့ဒီကဘာဟာခရစ်တော်ပေးတဲ့ဥပမာတွေကအတိုင်းမျိုးစိတ်အမှန်နဲ့မျိုးစိတ်အမှားတွေရောနှောပေါက်ထွားနေတယ်ဆိုတဲ့သင်ခန်းစာကိုရယူကြရလိမ့်မယ်။ဒီကဘာဟာပို့ပြီးတော့ကောင်းမွန်လာသလားဒါမှမဟုတ်ပို့ပြီးပျက်စီးလာသလားဆိုတဲ့ဆန့်ကျင်ဘက်မိကုံနှစ်ခုများပေါ်လာရင်တော့ နှစ်ခုစလုံးမှန်တယ်လို့ပဲကျွန်တော်တို့ဖြေရလိမ့်မယ်ထင်ပါတယ်။မဖြစ်လို့ဒီလိုခြံတစ်ဖက်မှာခွာထိုင်ပြီးတော့ဖြေရတယ်လေဆိုရင်တော့အဲ့ဒီအရင်နဲ့အရင်တွန်တွဲရှင်သန်နေတာကိုမငင်းနိုင်တဲ့အတွက်ကြောင့်ပါပဲ။ကျေးဇူးတော်ကြောင့်ဒီနေ့ဒီတစ်ပါးအပေါ်မှာခရစ်တော်ရဲ့အမှုတော်ကိုထမ်းဆောင်နေတဲ့အမှုတော်ဆောင်တွေပို့ပို့ပြီးတော့များလာပါတယ်။ကောင်းသောမျိုးစေ့ကိုကျဲသောသူများခရစ်တော်ချထားတဲ့လမ်းစဉ်အတိုင်းလိုက်နာဆောင်ရွက်မှုတွေအောင်မြင်ခြင်းတွေတနည်းအားဖြင့်အောင်မြင်တဲ့စကားပင်တွေပြည့်လျင်းဝေဆာနေတာကိုလူတိုင်းတွေ့နိုင်ပါတယ်။ အချိန်ထဲမှာတောပင်ရိုင်းတွေဟာလည်းပြင်းပြင်းကြီးကြီးထွားနေတာကိုကဘာတလွှားမှာကျွန်တော်တို့သိမြင်နေရပြန်ပါလေ။သင်သိရသောပမာကျန်းကိုပြုစုသူဆရာကြီးဒေါက်တာဂျေဗန်နဂီရဲ့ပေါ်ပြောချက်အရဆိုရင်သူဟာဓမ္မဆရာအဖြစ်လက်တင်ယူဆတော့ကတိုက်ပွဲဝင်အမှုတော်ဆောင်ကြီးအဖြစ်အသင်းတော်တွေကိုတန်ရှင်းရေးလုပ်ပြမယ်။သာသနာလောကကြီးတစ်ခုလုံးကိုတန့်စင်အောင်အပြတ်ဝင်ပြီးတော့ဆောင်ရွက်မယ်လို့ရည်ရွယ်ခဲ့ပါလေ။ဒါမဲ့တကယ်တမ်းအဲ့ဒီလိုဝင်ပြီးစမ်းလို့ကြည့်တဲ့အခါကျတော့ဘယ်မဟုတ်ကျေကိုလုတ်တဲ့လူကမှမပြုတ်ဘူး သူကိုယ်တိုင်လည်းပြုတ်တော့မလို့လို့ဖြစ်သွားတဲ့အတွက်မနေပဲသာသနာလောကထဲကနေထွက်မပြေးမိအောင်လို့တောင်းမှာဘုရားသခင်စီမှာဆုတောင်းအားယူခဲ့ရတယ်။တန်ရှင်သောဝိညာဉ်တော်အသနာခံခဲ့ရတယ်လို့ဆိုပါတယ်။ဒါကြောင့်ရှင်မသက်ခရဝင်ကျမ်းအခန်းကြီး73မှာတွေ့ရတဲ့ခရစ်တော်ရဲ့သွန်သင်ချက်အတိုင်းကောင်းသောမျိုးစေ့နဲ့ကောင်းသောစပါးပင်တွေကြားမှာတော်ရင်ပင်တွေဟာအစဉ်တွန်တွဲရှိနေတယ်။အခုအချိန်မှာတော့တော်ရင်ပင်ကိုနှုတ်မယ်ဆိုရင်စပါးပင်ဂျုံပင်တို့လိုကောင်းတဲ့မျိုးစေ့ပေါက်တဲ့အပင်တွေပါရော့သွားနိုင်လို့ အရင်နဲ့အရင်ကိုသာဝစဉ်ရှင်တွဲပြီးတော့နေပါစေအောင်ဆိုပြီးတော့ဖျားမှားတယ်။တခင်ခရစ်တော်ဟာကောင်းကင်နိုင်ငံတော်ကိုတည်ထောင်အုပ်ဆိုးပြီးတော့တရားစီရင်ရာအချိန်ကာလကိုတော့မုတ်ထရောက်လာရလိမ့်အောင်မယ်။အဲ့ဒီအချိန်ကာလဆိုတာကတော့သူ့ရဲ့လက်တော်တွေမှာသာရှိတယ်။ဒါကိုကျွန်တော်ကစပားရိပ်သည့်ကာလအဖြစ်ရိပ်သိမ်းခြင်းအဖြစ်ကျွန်တော်ကယူဆတယ်။မိတ်ဆွေများခင်ဗျာတရားဆုံးဖြတ်တော်မူမဲ့ခရစ်တော်ဒုတိယအချိန်မြောက်ကြွမလာခင်အချိန်ကာလမှာ ကောင်းကင်နိုင်ငံတော်နဲ့ထိုက်တန်တဲ့ဝိညာဉ်သဘောထားများဖြူစင်တဲ့နှလုံးသားများနဲ့ကျွန်တော်တို့အသက်ရှင်နေထိုင်ကြဖို့အထူးပဲလိုအပ်ပါတယ်။ဒီကနေ့အသင်းတော်ဆိုတာအဆောင်အယောင်ဒီအပြည့်အဝနဲ့လှပဖို့ဂိုင်းကနအမိနာမအစွဲလန်းနေအမျိုးမျိုးနဲ့တည်ဖို့တယ်။ခရစ်တော်ကိုကယ်ပြင်ရှင်အနန္တတကုရှင်ဘုရားသခင်ဖြစ်ယုံကြည်လက်ခံပြီးတော့သူ့ကိုကြောက်ရွံ့ယိုလီဖို့နဲ့သူ့အပေါ်မှာဘဝကိုပုံပြီးတော့အားကိုးဖို့ဆိုတဲ့အချက်တွေဟာအရေးကြီးပါတယ်။ကောင်းသောမျိုးစေ့ကြားမှာတော်ရင်ပင်တွေရှိခြင်းမရှိခြင်းတဲ့ ဒါကိုအာယုံစိုက်ဖို့တဲ့ကိုကိုအနှင်းထားတဲ့မေတ္တာမျိုးစိကျက်ဖြန့်ရန်တာဝန်ကိုအသက်ရှင်ရန်မြေသားဘဝတာဝန်ဒီကိုကြည်ပြွန်ဖို့ဟာပို့ပြီးတော့အရေးကြီးတဲ့အကြောင်းတင်ပြလိုက်ရပါတယ်။နောက်တစ်ချိန်အစီအစဉ်မှာရှင်မသက်ခရစ်ဝေကျအခန်းကြီး73အခန်းငယ်31ကနေအခန်းငယ်44အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရဲ့။